မှန်တာတွေမပြောရဆိုပြောရမှာပဲဗျာဟုတ်ကျွန်တော်အခုကျွန်တော်ဒီမှာအဲ့ကျွန်တော်အကိုတင်တဲ့ပုံမှာပေါ့ကျွန်တော်ဝယ်ပြီးလိုက်တဲ့ဝိုင်းလေးပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးကျွန်တော်ဘာချိပင်းဆိုတော့အဲ့ဝယ်ကျွန်တော်ရဲ့အတိတ်ယောက်ကဝယ်တာပေါ့နော်အဲ့ကျွန်တော်သူတို့ရဲ့ဝယ်တဲ့ဝိုင်းကိုဆာရက်ဆာရက်မှန်မှန်လုံးစစ်ပြီးအစစ်ပေးပြီးတော့မှအပြိမအိုက်သေးသားပြီးဆိုမှအိုက်ဆာဆာကမှန်လဲဆိုမှကျွန်တော်ဆင်းရချခိုင်းတာသူဆင်းရချခိုင်းတော့ခါကြမှာပြီးရင်ဒီကောင်လေးတွေနောက်ပြကျွန်တော်မြေဝင်လေးပြပြီးမယ်နော်ကျွန်တော်ပြီးရင်မြေဝင်လေးပြပြီးမယ်အဲ့ရ အဲ့ဆင်းရချာခိုင်းတယ်ဆင်းရချာခိုင်းပြီးတော့မှအဓိကတော့ဝယ်တဲ့သူဘက်ပဲဗျဝယ်တဲ့သူဘက်ကဟိုဒီဝယ်တဲ့ကာမှာသူတို့ပတ်စံတားမများတော့ဘူးပြီးတော့ဒီဝိုင်းဘက်ကဟိုတေးချာချာပေါ့နော်ဒီဘာလဲပိုင်ဆိုင်မှုတေးချာလာပေါ့အရှုပ်ရှင်းကင်းလာဆိုတော့အရင်ဆုံးကျွန်တော်တို့စုံစမ်းရသည်လေပေါ့နော်အဲဒါသူကြိုက်သွားတော့မှကျွန်တော်တို့ဒါတားကြီးပေါ်ပေါ်ပြလို့မရဘူးလူမှုတွေအဲ့လိုလေးရှိတယ်ပေါ့နော်ကျွန်တော်အပြင်အဓိကကတော့ဝယ်တဲ့သူဘက်ပေါ့ ရောင်းတဲ့သူဘက်ကဆိုလို့ရှိရင်ကျွန်တော်သူတို့ဘက်ကိုကျွန်တော်ပြောပြတာတော့မအေးဈေးနဲ့နေတယ်။အဲဟိုပါလေအငားလာတဲ့နမူနာပြောပြနော်အငားလေးလာတဲ့ခါမှဆိုရင်မအေးဒါလေးတော့၄သိန်းခွဲတန်တယ်။ဒါလေးတော့၅သိန်းလောက်တော့ရနိုင်တယ်ပေါ့နော်။အပြစ်တားမများကြည့်ဘူးမခက်ကာလာကြောင့်မို့နော်ငလင်းကြောင့်မို့လဲဒါမများကြည့်ဘူးအဲ့လိုဆိုလို့ရှိရင်မဘလို့လေးတော့ထားပြလိုက်ပါ။အဲ့ဆိုလို့ရှိရင်သူတို့ကအဲ့လိုလုပ်ပြီးပါ။အဲမှန်တာလေးကတော့ပြောရမှာပေါ့ကွာတစ်ချိန်ညအဲ့အဲ့ဒါကြီးပေါ်မှာပဲဗျ။ကိုမမှန်တာပဲပြောပြောမှန်တာပြောအချိန်ညပေါ်တာပဲ။ အမှန်နာပြောတော့ကြတာဘုရားကိုနာမည်ပူရတာပေါ့ဗျာဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုနော်အမှန်နာလေးတွေပြောပါလေအမှန်နာလေးတွေပြောလို့လည်းစိတ်မဆိုးပါနဲ့